အမတရားတော့ဒင်းတို့တွေကြွားလဲနေတာပါပဲကျွန်တော်တော့မရှိပါဘူးလဲပါလဲပါဘာလဲဟိုတော့ရှစ်သေးလေးကိစ္စလေးကြွားပါလေကြွားပူဇာရေးရတယ်ဟာဒုက္ခပဲပူရပါလို့ဆိုသူတို့ထုံးတိုင်းတိုင်းဆိုရင်တော့ရွှေဒူးနဲ့ဂျူလီနဲ့ပေးစားအောင်ပါလေအဲ့ဒါကတော့ဂျူးနဲ့ဆိုပြီးတော့ပဲဘောလုံးဒီဇလန်လေးကိုစင်ပြီးတဲ့ခါကျတော့သူနဲ့ အပုပ်လှည့်ပြီးတော့စိတ်လေးဖွဲ့ထားတော့ကောင်းပါလေဟာသာတဘောတရားလေးသစ္စာလေးဖြစ်ပါဘာလဲမိုက်တို့အကောင်းဆုံးတုံးဆောင်နေကြတာပြပါမယ်ဟာသာရဲ့ဒရမာရဲ့လို့ပေါ့ပါဒါမှမအမတရားတော့မိုက်နေတဲ့ကိုယ့်ထက်အသက်ချောင်းကြီးကြီးရဲ့ကိုကျော်လေးအောင်ဖြည်းဖြည်းခေါ်လိုက်ရတာပဲတန်တယ်တန်တယ်အဲ့တော့ပါပဲကျန်တော့ရိုက်ခုနေကာလမှာကြိုးစားတော့မှာအဲ့ဒီပြိုရွှင်နေပြီးသွားတဲ့ကာလမှာ နော်အချိန်နောက်ကြအချိန်ကြီးပဲ तू อ่ะအချိန်ကြီးတယ်မနောက်ကြနေပါနောက်ဟိုအနောက်လုံနေဆိုတာနောက်ရက်နေတော့ပြောရတော့ဥနဲ့ကလေးလေးဥနဲ့ကလေးလေးဥနဲ့အဲ့ဒီမှာသမီးကို तू อ่ะအဲ့ဒီမှာ तू อ่ะဟိုဘာလဲခေါ်ရတာသမီးလို့မီအဲ့လိုမျိုးကလေးအဲ့အဲ့မျိုးဆိုတော့ကိုနဲ့သူ့လိုပြောလဲကလေးလေးဆိုခေါ်ရတာအဲ့တကွက်တဲ့တဲ့ညီရ ခုတည်းခလေးလေးဆိုတာခုတည်းတယ်နော်သူပဲခုတည်းတယ်ဆက်အေးစကလုံးကြီးတွေမှလည်းအဲ့လိုမပါဘူးဒါမှကလေးလားပါလားမသိအဲ့လိုပေါ့ဟုတ်အဲ့လိုလေခေးလားမသိအဲ့လိုမျိုးခေးလားပါလားမသိသူကဇညုံးနဲ့မှမအဲ့တော့မဟုတ်ခလေးလေးကဒီမှာအဲ့လိုမျိုး used to ဖြစ်နေတော့လေဘာဖြစ်မှာလဲမနာတော့ကိုလည်းပြောတာ အဲ့လိုမျိုးလေးပါဟုတ်အရန်ဟိုပေါ့နော်ဟိုကိုခြေရတဲ့ကိုလေးစားအားကြခဲ့ရတယ်ပေါ့နော်ဒါမာကြီးနဲ့ကိုနိုင်ရဲ့ကားတွေဆိုတော့ဂျူလီတို့ကအကုန်ကြည်ပြီးတော့အလွတ်ကျက်ပြီးလို့ပြန်ပြန်ပြောဟိုဒီအလုံးမလုတ်ခင်ကလေးကအဲ့လိုပြန်ပြီးတရုပ်ဆောင်ပြအဲ့လိုမျိုးလုတ်ခဲ့ရတာ၄ဆိုလေအမအဲ့ကားရိုက်တော့တကယ်လဲတွဲရပဲမာကြီးနဲ့လဲအမလှုပ်ရမယ်လဲဆိုတော့ဟိုရင်းနေလဲတုံလဲကြောက်လဲကြောက်တယ်အမပါမလဲဆိုတယ်ပေါ့ဒါပေမဲ့အရာအလုံးအစဉ်ပြပြနေဟိုဟိုရိုက်ကူးပြီးစီးသွားတယ်ဟိုကိုနိုင်တို့မာကြီးတို့တွေအကုန်လုံးကလဲ င်ပေးပါတယ်ဟုတ်ကြည့်ပါဦးဒီကားမှာမရှိဆိုတာဒါကြောင့်ဆိုအကုန်လုံးကမိသားစုလိုမျိုးပဲအကုန်လုံးဖြစ်နေတာတခြားဘာမှခက်ခဲတာမရှိဘူးဒီလိုအကုန်လုံးကဟိုရိုက်ခွင့်ဝါရွာပြီးပြီဆိုရင်တခါတခါရိုက်တော့မယ်ဆိုရင်အကုန်လုံးညှိလိုက်တာနဲ့ညှိညှိနဲ့အကုန်လုံးတို့ရောတို့အကုန်လုံးအော်မြင်ပြီးဆုံးသွားကိုစိုးရဲ့အသာကြီးကအစ်တာလေးနိုင်ငင်းနေတယ် တော့ကြီးကြီးငယ်ငယ်တိတ်တိတ်အကုန်သူနိုင်နေနဲ့နေတာလို့ဒါလို့ဆိုကိုယ်တော့ပြီးသွားတာပဲဆိုတော့သူ့ရဲ့အာသာချက်ချက်တာလည်းပါပါလေသူ့ဝိုင်းပြီးဘာပြီးလဲ ေးဒီရုပ်ရှင်ရာဆိုရင်ချူလေးဟိုယုံတန်းဇလန်တွဲနဲ့ဒါခမ်းပတ်အနေနဲ့ပြန်လာတယ်ပေါ့ပြောရမှာပေါ့နော်အဲ့အချိန်မှာပဲတပြိုင်တည်းထဲရိုက်တာပါဟုတ်အယုံတန်းဇလန်တွဲမပြီးခင်မှာပဲဒီကားကိုရိုက်တယ်ယုံနန်းဇလန်အတွက်အပီးဘိုးတော်ကင်းကိုရိုက်တယ်ဆိုတာတော်တော်လေးကြာခဲ့ပြီပေါ့အဲ့ဆိုတော့ရုပ်ရှင်ကားကြီးကိုတည်တည်ချာချာလောက်ွက်ရရနဲ့ပေါ့နော်အဲရိုက်ခဲ့ရတယ်ဆိုရင်ဘိုးကမှဒါက ိုပထမအဆုံးကားလို့လည်းပြောလို့ရတယ်။တခြားလေးလောက်ွက်လေးပေးရတယ်ပေါ့နော်။အဲ့လိုပြောလို့ရတယ်။အဲ့အချိန်မှာဟာသဖြစ်နေတဲ့ခါကျတော့ဂျူလီတို့အခက်ခဲတွေအများကြီးရှိတယ်။ကိုကအရင်လဲတန်တယ်လို့ဟိုဟာသပညာကလည်းတကယ်နဲ့ရိုက်ကြည့်ရောခတ်တယ်ပေါ့နော်။ကိုကလည်းဟိုရိုက်လာတာအငူတွေကြီးပဲဆိုတော့လေအဲ့သွက်ဖို့တွေပြီးပါတဲ့ပေါ့မိုင်းတို့ကုနိုင်တို့ကိုရွှေထူးတို့အမိလိုက်နိုင်မှုဆိုတာတော်တော်ကိုစူးစမ်းယူရပါတယ်။အဲ့တော့ဟိုဒီကားပေါ့နော်ကိုကိုကိုပြန်ပြီးတော့အားမလို့အားမရဖြစ်ရဖြစ်ရမလားပေါ့လေ ဲ့အဲ့စိတ်တွေလည်းဖြစ်တယ်ပေါ့နော်အယုံထဲမှာပဲတေချာပြန်ပြီးတော့ကြည်ရမှာပေါ့ဆလာနေမှာသူ့မောင်ကိုခေါ်ပါလေအဲ့ကွတ်တမင်းတဲ့မောင်လေးမောင်လေးမောင်လေးကပိုရရတယ်လို့ထင်ပါလေပိုပြီးတော့လည်းတက်တက်လို့ထင်ရတယ်အဲ့လိုတွေခေါ်ရပါအဲ့ဒါကြီးကကောင်းသွား အဲ့လိုပြောလိုက်တာမျက်နှာရပုတ်ပုတ်ဟာဒီပြောနေရဇာလနဲ့ပါလို့လားဆင်းပြအောင်ဇာလနဲ့ပါရင်မပြောနဲ့တော့အဲ့လိုအမြဲပြောတာပြောတာပါတကယ်ရတော့မကောင်းတာတော့မှတ်တာပြီးပြောပြလုံးတယ်ဒါမဲ့အဲ့လိုမာကြီးမပါတဲ့ရဲ့ဆိုမာကြီးကိုဖဲ့တဲ့ကလေးလေးဆိုအများကြီးပဲအဲ့လိုကိုယ်ကမကုတ်ပြောတာမကုန်းကိုရှစ်ဆွေးရောဟာလေဆိုမာကြီးမပါလို့အဲ့စကားကြီးထွက်လာတာပြောတာသူပါရမီဆိုတော့မပြောဘူးမပြောမပြော မတွေအားချလောက်မဲ့ကားပေါ့။ဘာရအဲ့လိုမျိုးပြောပြတာလဲ။မမတွေစိတ်ကူးရင်လောက်ကောင်းတယ်ကား။မမလေးလေအခုကောင်းကြီးချွတ်ချွတ်မောင်ကြီးချွတ်ချွတ်ရရနိုင်ပါပြီဆိုတော့ အဲဒီကားကပေါ့နော်ဒီဘာဝင်တဲ့တရုတ်ဆောင်နေဆိုတာပေါ့နော်အင်မတန်မှကိုဒီဒီတရုတ်ဆောင်တဲ့ပညာမှာကိုပိုင်နိုင်ပြီးတော့အရန်ကိုထူးချွန်တဲ့အနုပညာရှင်ကြီးတွေဖြစ်ပါတယ်လို့ကျူးလေးတို့လည်းအကောင်းဆုံးစူးစမ်းထားပါတယ်လို့ရီမောပျော်ရွှင်ပြီးတော့ဒီဟာရုပ်ရှင်ကြီးရတဲ့ကြိုက်တယ်ဟာတကားကိုချစ်မြတ်လို့တဲ့ပရိသတ်ကြီးအတွက်ပေါ့နော်ရီရမှာရီမောစီရမှာအသေးချပါပဲလာရောက်အားပေးပါဦးလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်